မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်သို့မင်းအောင်လှိုင်တက်ရောက်မည်ဖြစ်၍တက်မြည်သူများ၏ကိုရေးအကျင့်နောက်ကျောင်းရာဇဝင်များစီစစ်ပြီးလုံခြုံရေးအထူးတင်းကျပ်က drone gun နှင့်ဂျမ်းမာများအများအပြားချထားရသည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်သို့အချမ်းဖတ်မင်းအောင်လိုင်းတက်ရောက်မည်ဖြစ်၍တက်မိចောင်းသားចောင်းသူများဆရာဆရာမများနှင့်မန္တလေးမြို့ကံများဤခိုးရေးအကျဉ်နောက်ចောင်းရာဇဝင်များကိုစစ်တပ်ကအထူးစစ်ဆေးပြီးလုံခြုံရေးအထူးတင်းကျပ်ထားကြောင်းမန္တလေးတက္ကသိုလ်မှဆရာဆရာမအတိုင်းဝိုင်းကပြောဆိုပါတယ်။မနက်ဖြန်အော်တိုဘားလ၄ရက်နေ့တွင်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်83လမ်းပေါ်ရှိမန္တလေးတက္ကသိုလ်တွင်ရာပြည့်အခမ်းအနားဖွင့်ပွဲနှင့်ဆက်ဆက်အခမ်းအနားကိုကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်သို့မင်းအောင်လှိုင်နှင့်မိမကျူးကျူလာတို့ကလာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်းထိုခမ်းနားတက်ရောက်မည်သူအလုံးဤခိုးရီအချင်းများကိုစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့ကစီစစ်ပြီးစီဒီယံဝန်ထမ်းများနှင့်အမျိုးတော်သူများဆွေမျိုးတွင်နိုင်ငံရေးအမှုဖြင့်ထောင်ချထားသူများတွေ့ရှိပါကတက်ရောက်ခွင့်မပြုကြောင်းသိရပါသည်ကိုရေးအချင်းတင်ပေးရတယ်အဲ့ဒီမှာအမျိုးထဲမှာစီဒီယံဝန်ထမ်းရှိတာနိုင်ငံရေးအမှုနဲ့ထောင်ချတာရှိရင်ပေးမတတ်ဘူးအခုထပ်တီးတော့တည်ထားတာကတက်ထိတ်ဆောင်က ပုတ်ကိုမင်းအောင်လှိုင်လာရောက်တတ်မယ်ဖွင့်ပွဲလုပ်မယ်လို့ပဲတည်ထားပါတယ် တကယ်တက်မတက်ကတော့မနဲ့ပြန်စောင့်ကြည့်ပေါ့ပြီးတော့ဖုန်းတွေလည်းစစ်တိမ်ရှားပြေပွဲတဲ့ကိုဖုန်းအောင်ပြီးသေးပါမလားမသိဘူးဟုမန္တလေးတက္ကသိုလ်မှမိပြဆရာတအူကပြောဆိုပါတယ်ထို့ပြင်မန္တလေးတက္ကသိုလ်ပတ်ဝန်းကျင်တွင် drone ကျန်မာများ drone guard များကိုလည်းချထားပြီးဆက်သွယ်ရေးဖြတ်တောက်စံများတက်ဆင်ထားသောကားများကိုလည်းမန္တလေးမြို့တွင်လှည့်လည်ကြီးဖြစ်ကြောင်းမင်းအောင်လိုက်တက်ရောက်ချိန်တွင် drone ဖြင့်လာရောက်ဖုန်းကျင်းမီကိုစစ်တပ်ကစိုးရိမ်သက်ဖြင့်ဆက်သွယ်ရေးဖြတ်တောက်စံများစွာချထားခြင်းဖြစ်ကြောင်းသိရပါတယ် မန္တလေးတက္ကသိုလ်သည်1925ခုနှစ်ဇူလိုင်လ4ရက်နေ့တွင်မန္တလေးဥပစာကောလိပ်ကိုစတင်ဖွင့်လှစ်ခဲ့တဲ့ဖြင့်နှစ်တရာပြည့်ခဲ့ပြီဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးစစ်တပ်ကထုတ်လုပ်ထားသော electronic မဲပေးစာများကိုမဲခိုးမဲလိမ်နိုင်သည်ဟုပြောဆိုပါကချက်ချင်းဖန်းစီအရေးယူရန်ညွှန်ကြားတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ အချံဖက်စစ်တပ်ကထုတ်လုပ်ထားသော electronic မဲပေးစံများကမဲခိုးနိုင်ပြီးမဲပေးမှုမမှန်ကန်နိုင်ဆိုသောပြောဆိုမှုများနှင့်လူမှုကိုရက်တွင်ရေးသားဖြန့်ဝေမှုများပေါ်ပေါက်လာလျင်ချက်ချင်းဖမ်းဆီးအရေးယူမှုများဆောင်ရွက်ရန်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတပ်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အစဉ်အဆက်ကိုညွှန်ကြားထားကြောင်းသိရပါသည်။ အကြံပေးစစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့စတင်ကျင်းပမယ့်2025ရွေးကောက်ပွဲတွင် electronic မဲပေးဆက်များကိုအသုံးပြုမည်ဖြစ်ပြီးတနိုင်ငံလုံးအတိုင်းအတာဖြင့်မဲပေးဆက်အနည်းဆုံး9000ကိုအသုံးပြုမည်ဖြစ်ကြောင်းရင်းမဲပေးဆက်များမှာစစ်တပ်ကအ धिक တာဝန်ယူထုတ်လုပ်နေခြင်းဖြစ်ပြီးရင်းဆက်များမှာမဲမတမမှုလှုပ်ရန်မဖြစ်နိုင်ကြောင်းထို့ကြောင့်မဲပေးဆက်များဖြင့်မဲခိုးနိုင်သည်ဟု၎င်းစန္နာမဲများကိုမှတ်မှတ်မကန်လှုပ်ဆောင်မည်ဟု၎င်းပြောဆိုမှုများနှင့်လူမှုကွန်ရက်တွင်ရေးသားမှုများကို ခေါ်ထုတ်အရေးယူရန်ညွှန်ကြားလာကြောင်းသိရှိရပါတယ်။မဲပိဆက်တွေကအရန်တိကျပြီးတော့မဲရည်တွက်မှုနဲ့ရလတ်ကိုချက်ချင်းထုတ်ပြန်နိုင်တယ်။အဲဒါကြောင့်မဲပိဆက်ကိုမဲခိုးနိုင်တယ်၊မဲလိနိုင်တယ်လို့ပြောဆိုတာတွေလူမှုကွန်ရက်မှာရေးသားတာတွေကိုရွေးကောက်ပွဲဥပဒေနဲ့အရေးယူဖို့ညွှန်ကြားတာရှိပါတယ်။မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့နှီးဆက်သောသတင်းရင်းမြစ်ကပြောဆိုပါတယ်။ထို့ပြင်ရွေးကောက်ပွဲကာလအတွင်းမဲပေးဆက်ဖြင့်မဲပေးရာတွင်မဲပေးချက်ဖော်ပြသည့်ဆမပြတသည့်ဆန္ဒမဲဖြတ်ပိုင်းတွင်မိမိမဲပေးထားသည့်လွှတ်တော်ကိုယ်စားလှယ်လောက်အမည်နှင့် သင်္ကေတအမှတ်သားမဟုတ်ဖေအခြားလွတ်တော်ကိုယ်စားလှယ်လောက်အမည်နဲ့သင်္ကေတအမှတ်သားကိုမှားယွင်းဖော်ပြသည်ဟုမမှန်မကန်တိုင်ကြားလျင်ထောင်တန်း၃နှစ်သို့မဟုတ်ငွေရန်၃သိန်းသို့မဟုတ်ဒဏ်ရာရလုံးချမှတ်နိုင်ကြောင်းလွတ်တော်ရွေးကောက်ပွဲဥပဒေညတွင်ပြဋ္ဌာန်းထားပါသည်မဲပေးဆက်နှင့်ပတ်သက်လို့မမှန်မကန်ပြောတာတွေကိုလုံးဝသိမခံဘူးလို့ပြောတယ်မေပိဆက်ဆိုတာအရန်တိကျမှန်ကန်တယ်လို့အစမ်းမေပိလေးချက်ပွဲမှာကော်မရှင်လူကြီးကပြောတယ်။မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်မေပိဆက်နဲ့ပတ်သက်လို့ မမှန်မကန်တာတွေမပြောဖို့တင်နန်းမှာသတိပေးတဲ့ဟုမဲပိဆက်အစံလေးကြည့်ရေးပွဲတို့တင်နန်းတက်ခရရသောအထက်တန်းကျောင်းဆရာမတအူကပြောပါရယ်အကြံဖတ်မင်းအောင်လိုက်သည်အီလက်ထရောနစ်မဲပိဆက်များသည်တိကျမှန်ကန်ပြီးမဲလိန်နှင့်မဲမတမမှုများမဖြစ်နိုင်ကြောင်းမချခနဆူသလိုထုတ်ဖော်ပြောဆိုလေးရှိပါရယ်ဆက်လက်ပြီးအတုအယောင်မြန်မာရွေးကောက်ပွဲကိုနိုင်ငံတကာကငြင်းပယ်ရမယ်လို့နယူးဇီလန်လွှတ်တော်အမတ်တွေပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်မြန်မာနိုင်ငံမှာစစ်ကောင်းဆောင်ပြီးကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကို ဝယ်လင်တန်အစိုးရနဲ့ပိုချေပြန်တဲ့နိုင်ငံတကာအတိုင်းဝိုင်းကနေညင်းပေရေးနယူးဇီလန်အတိုက်ခံလွတ်တော်အမတ်တွေရဲ့ကိုစလေတအူးကတိုက်တွန်းလိုက်ပြီးဒီဇင်ဘာမှာစပြီးကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲဟာစစ်တပ်အုပ်ချုပ်မှုဆက်လက်ခြေကျစေဖို့ရည်ရွယ်တာဖြစ်တယ်လို့ပြောလိုက်ပါတယ်စစ်ပွဲကြောင့်ဒုက္ခရောက်နေကြတဲ့မြန်မာပြည်သူတွေကိုလူသားချင်းစာနာထောက်ထားရေးအကူအညီတွေပံ့ပိုးပေးဖို့လဲနယူးဇီလန်အတိုက်ခံလွတ်တော်အမတ်တွေကတိုက်တွန်းထားပါတယ် ထိုင်းမြန်မာနယ်စပ်မှာအချက်လက်အမှန်ရှာဖွေရေး၉ရက်ကြာခီးစဉ်ပြီးဆုံးပြီးနောက်ဘန်ကောက်မြို့ရှိနိုင်ငံသားတရင်တောင်များထိုင်းကလပ်အဖွဲ့မှစက်တင်ဘာ30ရက်ကနယူးဇီလန်လွှတ်တော်အမတ်တွေက အခုလိုမျိုးတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။နယူးဇီလန်လီဘာပါတီလွှတ်တော်အမတ်ရာချေဖိုင်ယက်စ်ကမြန်မာပြည်ပကဟာတခြားကမ္ဘာလုံးဆိုင်ရာပြည်ပခရီကြောင်းအများအယုံစိုက်မခံရဖြစ်နေတယ်လို့ပြောပါတယ်။လူသားချင်းစာနာထောက်ထားရေးအကူအညီတွေပို့ပေးဖို့လိုနေပြီး မြန်မာနိုင်ငံတဲကအမှန်တကယ်အကူအညီလိုအပ်နေသူတွေစီအကူအညီပေးရပြည့်စည်တွေရောက်ရှိဖို့အရေးကြီးတယ်လို့လည်းသူကပြောပါတယ်။စစ်ကောင်းဆောင်တွေကျင်းပမဲ့ရွေးကောက်ပွဲဟာအထွေထွေရွေးကောက်ပွဲမဟုတ်ပဲစစ်ကောင်းဆောင်တွေအတွက်ကျင်းပမဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ပြည်ပရှိမြန်မာတက်ကြွလှုပ်ရှားသူတွေကပြောကြကြောင်းနယူးဇီလန်လွှတ်တော်အမတ်ကဆိုပါတယ်။စစ်ကောင်းဆောင်တွေကကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်တာကြောင့်နိုင်ငံတကာအတိုင်းဝိုင်းကပယ်ချရမယ်လို့သူတို့ကပြောထားတာပါ။ မြန်မာပြည်ထနာဟာအာရှမှာအမေရိကန်အစိုးရဆုံးပြည်ထနာဖြစ်ပြီးလူအများကြီးထွက်ပြေးတိမ်းရှောင်ရမှုနဲ့အ धिक အကြောင်းရင်းဖြစ်တယ်လို့လည်းနယူးဇီလန်လွှတ်တော်အမတ်တွေကပြောပါတယ်။တရုတ်ရဲ့အကူအညီကစစ်ကောင်ဆောင်တွေကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေမှာကြံရပါလို့ဖြစ်နေတယ်လို့လည်းပြောဆိုထားပါတယ်။ကြားပြင်အာဆီယံရဲ့လူသားချင်းစာနာထောက်ထားရေးအကူအညီပေးမှုကိုထောက်ခံပေးမယ်။အကူအညီပေးရမှာစစ်တပ်ထိန်းချုပ်မှုကိုရှောင်ရှားနိုင်ရမယ်လို့ပြောပါတယ်။ မယိုးစီလန်အစိုးရအနေနဲ့ရွေးကောက်ပွဲကိုညှင်းပယ်ပြီးလူသားချင်းစာနာထောက်ထားရေးအခွင့်အရေးပို့ပေးဖို့နဲ့မြန်မာဒီမိုကရေစီအင်အားစုတွေနဲ့ဆက်ဆံရေးထိုးမြင့်ဖို့လွှတ်တော်အမတ်တွေကတိုက်တွန်းပြောကြားထားတာပါဆလပီကြောင်မဲကိုပြန်ဝင်ပြီးနောက်ပိုင်း TNLA ထင်းကျုံမျိုးတွေကိုစစ်ကောင်စီဖုံးဆက်ခြင်းပြည်သူလူထုရှိရာကိုရည်ရွယ်ချက်ရှိရှိဘုံများလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ TNLA ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ကြောင်မဲမြို့ကိုပြန်လည်ထိန်းချုပ်သွားတဲ့စစ်ကောင်စီကနံပါတ်2နဲ့မန်တုံကိုဘုံကျဲပေးတဲ့နောက်အော်တိုဘာ၂ရက်မင်းညနှစ်ပိုင်းမှာဒီပေါ်မြို့ကိုထပ်မံဘုံကျဲလို့အရက်သားထိခိုက်မှုတွေရှိခဲ့ပါတယ်။နံပါတ2နဲ့မန်တုံကိုမင်းမနက်9နာရီခန့်မှာဘုံကျဲတာဖြစ်ပြီးဒီပေါ်မြို့ကိုတော့ည10နာရီ15မိနစ်ခန့်မှာကျဲတာပေါ့။ကြောင်မဲပြီးရင်ဒီပေါ်ကိုဖြစ်မှတ်ထားမယ်လို့ကျွန်တော်တို့နားလည်ထားတယ်။ညကလည်းညိုနားကိုကျဲတာပဲ။လူထိခိုက်တယ်လို့သိရတယ်။အဆက်အသွယ်တွေပြတ်နေတော့ဘာမှမေးလို့တော့မရသေးဘူးလို့ဒီပေါ်မြို့ကနေရှောင်လာတဲ့သူတို့ကပြောပါတယ်။ နံပါတ်2နဲ့မန်တုံကိုပေါင်900ဘုံနဲ့ကျဲတာမှာအရက်သား၄ဦးသေဆုံးခဲ့ပြီးကလေးငယ်တအူးအပါဝင်5ဦးထဏ်ရာရတယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာတအောင်းပြည်တက်မဟာနေနေမြေဒီပေါ်မျိုးနယ်မှာမနေ့ညပိုင်း7:15မိနစ်ခန့်ကလေကြောင်ကနေပေါင်900ဘုံနှလုံးထပ်မံလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်အစာအုပ်တစ်ခုပျက်စီးသွားကြောင်း TNL ကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ကလေကြောင်ကနေဒီပေါ်မျိုးနယ်စံဖိတ်ကျေးရွာကုမှုဒရာဟိုတယ်မှာပြည်သူလူထုရှိရာကိုရည်ရွယ်ချက်ရှိရှိပုံများလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ DNLA ကဆိုပါတယ်စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင့်ခုမှုထရာဟိုတယ်ပြည်စီဆုံးရှုံးခဲ့ကြောင်းအသိပေးပါတယ်စစ်ကောင်စီဟာကြောင်မဲမြို့တွေကိုဝင်ပြီးတိုက်ခိုက်ခဲ့တဲ့အော်တိုဘာ၁ရက်ကလည်းမိုးကုံးမြို့ကိုပုံကျဲခဲ့ပါသေးတယ်ကြောင်မဲမြို့ကိုပြန်ဝင်ပြီးတဲ့နောက် DNLA ထိန်းချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းကနေပြင်းပြင်းထန်ထန်တိုက်ခိုက်လာနိုင်တယ်လို့တော်လရဲအင်အားစုတွေကသတိပေးထားပါတယ် စစ်ကောင်စီတပ်ဟောင်းတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်အယက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေးချောင်းလက်နက်ကြီးနဲ့ဒရုန်းတွေအသုံးပြုပြီးစစ်ရဇဝင်မှုကျူးလွန်နေတယ်လို့ TNL ကမနေ့ကထုတ်ပြန်ထားပါတယ်ကျောင်းမျိုးသားလွတ်မြောက်ရေးတံတော် TNL ဟာ2023ခုနှစ်အောက်တိုဘာ28ရက်ကစတင်ခဲ့တဲ့2029စစ်စင်ရည်တွေနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမျိုး၊ဒီပေါ်နန်းဆန်၊မိုင်းလုံ၊မိုးမိတ်၊မှန်တုံ၊နှမတူ၊ကိုခိုင်၊နောင်ချုံ၊နန်းခမ်း မိုင်းငုံမြို့နဲ့မန္တလေးတိုင်းကမိုးကုတ်မြို့တို့ကိုသိမ်းယူခဲ့တာပါ။2025နှစ်လပိုင်းမှာစစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ဒီလာဆန်းမှာကြောင်မဲမြို့ကိုလည်းထပ်မံလက်လွတ်လိုက်ရပြန်ပါတယ်။ TNL ထိန်းချုပ်ထားတဲ့ကြံတဲ့မြို့နယ်တွေကိုလည်းဆက်ပြီးတိုက်ခိုက်မယ်လို့စစ်ကောင်စီဝါဒဖြန့်ချီရေးလူမှုကွန်ရက်စာမျက်နှာတွေကနေရေးသားနေကြပါတယ်။ကြောင်မဲမြို့ကနေစုခွာပစ်လိုက်ရတာဟာလူအင်အားနဲ့လက်နက်ခဲယံမမျှထားတာကြောင့်ဆက်လက်ခုခံဖို့ခက်ခဲနေတာကြောင့်ခိတ္တဆုတ်ပစ်လိုက်ရတယ်လို့ DNL ပြောရေးဆိုခွင့်ရှိသူလွှဲရည်ဦးကမနေ့ကပြောပါရယ်။ကြောင်မင်းနဲ့နောင်ချိုမျိုးကနေဆုတ်ခွာလိုက်ရတဲ့အပေါ်တင်ကန်းစာရီရပြီးလိုအပ်တဲ့ပြင်ဆင်မှုနဲ့အားသာချက်အားနည်းချက်တွေပြန်လည်တုံ့သက်ပြီးဆောင်ရွက်သွားဖို့ရှိတယ်လို့လည်းပြောပါရယ်။ဒါပြင်စစ်ကောင်စီတပ်ကိုပူရဲတိုက်ခိုက်ဖို့ရှမ်းပြည်နယ်မြောက်ပိုင်းကတိုင်းသားလက်နက်ကိုင်တော်လန်ရေးတပ်ဖွဲ့တွေအပြင်အခြားဒေသကတော်လန်ရေးတပ်တွေကိုလည်း TNL ကဖိတ်ခေါ်ကန့်လန့်ထားပါတယ်